တဲ့တော့အလုံးမဲ့မင်္ဂလာပါဗျာနော်ကျွန်တော်ဒီနေ့ကတော့ဒီ taste နဲ့ပေါ့နော်ကျွန်တော်တို့နောက်တွဲလေးဒီမှာခြားပြပြမှာဖြစ်ပါတယ်ဗျာအဲဒါဆိုကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည်ကြည်အောင်ပေါ့နော်ဂိတ်ချိုင်းနေတဲ့တကယ်ချင်းတွေကတော့ယူတုံးပေါ့ဗျာနော်โอเคကျွန်တော်ဒီနှလုံးပေါင်းခြင်းပေါ့နော်ခွန်ခွန်နှလုံးပေါင်းခြင်းဒီနံပါတ်၄ဆိုပြီးတော့ကျွန်တော်တို့ရရပေါ့နော်ဒီ number 4ဒီကျွန်တော်ဒီမှာပါကြပေးသွားလဲပေါ့เนาะပါကြပေးသွားလဲဆိုတော့ကျွန်တော်ဒီလို3လုံးပေါင်းခြင်းပေါ့เนาะ685ဆိုတော့ပေါင်းခြင်း number ပေါင်းခြင်းနံပါတ်2ပေါ့နော်၄နှစ်ကကျွန်တော်တို့2ဆိုပြီးတော့ဒီလိုလေးရိုက်သွားတယ်နော်ဒီလိုလေးရိုက်သွားတယ်ဒီလိုလေးရိုက်ပြီးရင်သူကနောက်တစ်ပါးရိုက်လဲဆိုတော့ကျွန်တော်တို့ဒီမှာနော်ဒီထိတ်စီပေါ့နော်ကျွန်တော်ဒါ၅ထိတ်စီရှာတဲ့သဘောဆိုတော့ပေါ့နော်ဒီလိုလေးရိုက်ပြီးသွားရင်ဒီလိုပေါ့နော်ကျွန်တော်နောက်နှလုံးပေါင်းခြင်းဒီ6ဆိုပြီးတော့ပေါင်းခြင်း6ကြတယ်နော်63နော်ပေါင်းခြင်းနံပါတ်ဒီနံပါတ်6လို့ကြပါတယ်နော် ဟုတ်ပြီအောက်ကိုကျွန်တော်တို့ဒီမှာဆစ်ကြည့်အောင်ပေါ့နော်အောက်ကိုဆစ်ကြည့်လိုက်တဲ့အချိန်မှာဒီမှာကျွန်တော်အနီလေးနဲ့ပြန်ပြီးတော့ချိန်မယ်ပေါ့နော်โอเคဒီနှလုံးပေါင်းခြင်းဒီ6ပေါ့နော်ဟုတ်ပြီဒီ6ဒီကိုဒီကျွန်တော်တို့ဒီမှာပါကြခဲ့လဲဆိုရင်ကျွန်တော်တို့6 6နှစ်ဆိုပြီးတော့၃လုံးပေါင်းခြင်းနံပါတ်6 9က6ဆိုပြီးတော့ကျွန်တော်တို့ဒီလိုလေးရိုက်သွားတယ်เนาะ9က6ဆိုပြီးတော့ရိုက်ပြီးတော့သူကပါကြပြီးသွားလဲဆိုရင်ဒီနှလုံးပေါင်းခြင်းဒီပေါင်းခြင်း6ဆိုပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီလို6လေးတွေရိုက်တယ် เนาะနောက်ပေါင်း9ပေါ့เนาะပြောချင်တာကတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ out domain ကိုဆက်ကြည့်ရအောင်ပေါ့เนาะ out domain မှာကျွန်တော်တို့ဒီမှာနှစ်ခွန်ဆိုတော့ပေါင်းခြင်းနံပါတ်ဒီဘာဖြစ်မလဲကျွန်တော်တို့နံပါတ်9ဖြစ်တယ်ပေါ့เนาะပေါင်းခြင်းနံပါတ်ဒီနံပါတ်9ဖြစ်တယ်နံပါတ်9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပါကြပြီးသွားလဲဆိုရင်ကျွန်တော်တို့833ဆိုပြီးတော့ပေါ့เนาะ833ပေါင်းခြင်းနံပါတ်၄9ပါဝါ၄ဆိုတော့ဒီလိုရိုက်တယ်เนาะ9ပါဝါ၄လို့ရိုက်ပြီးတဲ့နောက်မှာဒီမှာ 396ဆိုပြီးတော့ပေါ့เนาะနောက်ပေါင်း9ကိုစစ်ပြီးတော့ရိုက်ပြပါတယ်ကျွန်တော်ဒီမှာနောက်ပေါင်း9ပေါ့เนาะဒါဆိုရင်ဒီနောက်ပေါင်း9ကိုကျွန်တော်တို့စစ်ပြီးတော့ယူမယ်ပေါ့เนาะစစ်ပြီးတော့ယူမယ်ဆိုရင်ဒီမှာက9ရပြီပေါ့เนาะ9ရပြီဆိုတော့ကျွန်တော်တို့ဒီလိုလေးပေါင်ချင်းယူသွားအောင်ပေါ့เนาะဒီမှာတော့ကြာထားသည်ကျွန်တော်တို့နက်ခတ်နဲ့ပါဝါနဲ့ပဲကြာပြထားတယ်ကျွန်တော်တို့ကတော့ဒါကာဘာဖြစ်အောင်အကုန်လုံးယူသွားမယ်ပေါ့เนาะ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ထိပ်စီးတွေကဒီမှာပေါင်ချက်နံပါတ်၈ရှိနေတဲ့အတွက်ကိုဒီကိုလိုကြားခဲ့မယ်ဆိုရင်เนาะကိုဒီကိုလိုကြားခဲ့မယ်ဆိုရင်ဒီမှာ၈ရှိနေတဲ့အတွက်တစ်ထိပ်စီဖြစ်ပါတယ်ကိုပါဝါ၄လိုသာကြားခဲ့မယ်ဆိုရင်တော့၈ရှိနေတဲ့အတွက်၆ထိပ်စီเนาะကိုနကကျွန်တော်တို့၆ဆိုရင်တော့ကျွန်တော် နောက်တစ်၈တလုံးထည့်ပြီးတော့ပေါ့เนาะ၁၆၈ဒီကျွန်တော်တို့ထိပ်စီဒါဆိုရင်ကြားပြီးတော့ကျွန်တော်တို့ဒီမှာပါကြားမလဲနောက်ပေါင်း၉เนาะဟုတ်ပြီ ဒီမှာ၄နှစ်ခတ်ဒီလိုပေါင်းခြင်းနှစ်နှစ်ကြာပြီးတော့နောက်ပေါင်း၉လို့ရိုက်တယ်နော်ဒီမှာက၉၉၂နှစ်ခတ်သုံးလုံးပေါင်းခြင်း၆လို့ကြာပြီးတော့နောက်ပေါင်း၉လို့ရိုက်တယ်နော်ဒီမှာလည်းတူတူပဲ၉ကိုရဲ့ power 6ဆိုပြီးတော့နောက်ပေါင်း9လို့ရိုက်တယ်เนาะဒါဆိုရင်ဒီမှာ9 ကိုကဘာကြမလဲတော့မပြောတော့ဘူးเนาะတိ6ချစ်ရှိမယ်ကျွန်တော် ထိတ်စီကပေါ့เนาะပြီးရင်เนาะနောက်နှလုံးပေါင်းခြင်းဒီကိုနဲ့ကျွန်တော်တို့ထိုးရမယ်ပေါ့เนาะဒီဒါဆိုရင်တော့ကနန်းလေးတွေကတော့ကျွန်တော်နည်းနည်းလေးများသွားမယ်ပေါ့เนาะများသွားမယ်ဆိုတော့ကျွန်တော်တို့ကိုပိုင် break လေးတွေရှာပြီးတော့ကစားစီခြင်းပါတယ်ဗျာเนาะကိုပိုင် break เนาะ okay ဒါဆိုရင်တော့ဥပမာအနေနဲ့ဒါဆိုရင်တကျွန်တော်တို့118ပေါ့နော်139တို့ပါလို့ပေါ့နော်နောက်ပေါင်း9နဲ့ကျွန်တော်တို့ထိတ်စီ3လုံးနဲ့ပေါ့နော်โอเคပါ ဒါကတော့ကြိုင်နှစ်တက်တဲ့ကနန်းလေးပါမှကစားပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်เนาะတစ်ချောက်ရှိထေစီနဲ့ကျွန်တော်တို့ဒီမှာနောက်ပေါင်း9ပေါ့เนาะအားလုံးပဲအဆင်ပြေပါစေဗျဖိုင်ဖိုင်ပါ